မင်္ဂလာပါခင်ဗျာဆ ्याम ောင်ပေါ်ထွန်းဘာသာပြန်နဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း52အလုံးနှင့်ဘဝကိုစီမံကိန်းချပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်မိမိလိုချင်သောပန်းတိုင်းသို့ရောက်ရှိရန်မိမိ၏အလုံးနှင့်မိမိ၏ဘဝကိုအောင်အောင်မြင်မြင်စီမံကိန်းချနိုင်မည်နီလန်းရှိသည်ထိုနီလန်းမှာအခြားမဟုတ် အစမအဆုံးအထိပြီးစီးအောင်လုပ်ပါမိမိဘာလုပ်ကိုပြီးစီးအောင်လုပ်ချင်တယ်လဲထိုလုပ်ကိုပြီးစီးအောင်လုပ်ရန်အတိအကျဆုံးဖြတ်ပါပြီးစီးအောင်လုပ်မည်ဟု ပြတ်သားစွာတန်ဋိဋ္ဌံချပါ ထို့နောက်ထိုလုပ်ကိုဘယ်နှစ်ဘယ်ရက်တွင်ပြီးအောင်လုပ်မည်ဟုပြီးရက်အတိအကျသတ်မှတ်ပါ ဤဒီပင်လင်အလုတ်ကိုစီမံကိန်းချခြင်းဖြစ်၏ဘဝကိုစီမံကိန်းချခြင်းဖြစ်၏ဤเจ้าနှင့်ပတ်သက်၍ကျွန်ုပ်ကိုယ်တိုင်ဤအလုတ်ကိစ္စကို ဥပမာပြု၍တင်ပြပါရစေကျွန်ုပ်သည်ဂျင်းသေးပေါက်အောင်မြင်နည်းများကို နှစ်ပေါင်း40လုံးလုံးသူတေသနပြုခဲ့၏စမ်းသပ်စစ်ဆေးခဲ့၏ရေးသားပြုစုခဲ့၏ စုစုပေါင်းနီလာမောင်းတထောင်ကျော်ဤကျွန်ုပ်ဒီအသက်50တွင် လက္ခဏာအလုံးမှအငိမ့်စားယူကကျင်းသေးပေါ့အောင်မြင်နည်းများကို သူတေသနာ ပြုခဲ့သည်နှစ်ပေါင်း40တိုင်တိုင်ဆက်တိုက်သူတေသနာပြုပြီးနောက်ကျင်းသေးပေါ့အောင်မြင်နည်းစာကြည့်တိုက်တီထောင်ကစာအုပ်များ ရေးသားလျက်လူပေါင်းများစွာတို့အားကူညီခဲ့၏ ယခင်နှောင်းကကျွန်ုပ်ဒီကုမ္ပဏီကြီးပေါင်း၈ခုတွင်ဥက္ကဋ္ဌအဖြစ်လောက်ကင်ခဲ့ဘူး၏ယခုတော့ကျွန်ုပ်ဒီစာရေးဆရာကျမ်းပြုဆရာဖြစ်နေ၏စာအုပ်ထုတ်ဝေသူဖြစ်နေ၏ကျွန်ုပ်ဒီလူပေါင်းတန်မောင်းများစွာတို့အားစင်ရဲတွင်မှကဲတင်နိုင်ရန်အလို့ငါတက်ကြမ်းစာအုပ်များရေးသားပြုစုခဲ့သည့်အပြင် စာနယ်ဇင်းပေါင်းများစွာတွင်လည်းဆောင်းပါးများစွာ ရေးသားခဲ့သည်အခြားအားလုံးသော လုပ်ငန်းတိုင်းတွင်ပြီးရက်ရှိသလို စာရေးခြင်းနှင့် စာအုပ်ထုတ်ဝေခြင်း လုပ်ငန်းများတွင်လည်းပြီးရက်ရှိ၏ပြီးရက်ဆိုသည်မှာလုပ်ငန်းတစ်ခုကိုစတင်လုပ်ကင်သည့်နေ့မှစ၍ဘယ်နေ့ဘယ်ရက်တွင် လုံးဝအုပ်တုံပြီးစီရမည်ဟု အတိအကျသတ်မှတ်ထားသောရက်စွဲဖြစ်သည်ပြီးရအတိအကျသတ်မှတ်ပြီးလျင်ဘယ်လိုအကြောင်းကြောင့်မှ စင်ကြီးတက်၍မရပြောင်းလဲ၍မရစာအုပ်တွေစာမှုကို ထုတ်ဝေသူထံသို့သတ်မှတ်ပြီးရတွင် အတိအကျပို့ပေးရမည်အလားတူပင်စာနယ်ဇင်းများအတွက်စောင်းမစာမှုများကိုလည်းပြီးရက်တွင် အတိအကျပေးပို့ရမည် ဘယ်လုံငန်းတွင်မဆိုပီးရက်ကိုအတိအကျတတ်မှတ်ရ၏ပီးရက်အမိပီးစည်းအောင် လုပ်ရ၏သို့မှသာလျှင် လုပ်ငန်းများအချိန်မီပီးစည်းကလိုရာပန်းတိုင်တို့အချိန်မီရောက်ရှိမည်ဖြစ်၏ထို့ကြောင့်စီမံကိန်းစာရွက်တွင် ဖြစ်စေမတ်စုစာအုပ်တွင် ဖြစ်စေရီမန်းရက်ပန်းတိုင်ပီးစည်းအောင် လုပ်မည်လုပ်ငန်းကို ရေးပါ ရင်းအောက်တွင် လုပ်ငန်းစဉ်အစဉ်စဉ်နှင့်တွဲလျက်ပြီးစီရမည်ရက်စွဲများကို ဖော်ပြပါ နောက်ဆုံးရက်စွဲသည်လုပ်ငန်းတစ်ခုလုံးပြီးစီရမည်ရက်စွဲဖြစ်၏ဤကဲ့သို့အလုံးနှင့်ဘဝစီမံငိမ်းချခြင်းမျိုးကိုမိတ်ဆွေအရင်ကမလောက်ခဲ့ဘူးသေးလျင်ယခုချက်ချင်းစတင်လုပ်ပါ ဤအစီအစဉ်သည်အကြီးအသေးမဟုအလုတ်တိုင်းနှင့်သက်ဆိုင်သည်အလုတ်ဟူသမျှအတွေ့အတုံးချနိုင်၏ဤနီလန်းကိုအောက်ပါအတိုင်းအကျဉ်းချုပ်၍ဖော်ပြနိုင်သည်၁မိမိဖြစ်ခြင်းသောလိုခြင်းသောဘဝပန်းနိုင်ကိုစီမံငိမ်းစာရွက်သို့မဟုတ်မတ်စုစာအုပ်တွင်ရေးချပါ၂ လုပ်ငန်းအစဉ်စဉ်အလိုက်ပြီးစီရမည်ရွှဲများကိုဖော်ပြပါ၃လုပ်ငန်းအစဉ်စဉ်ကိုအဆိုပါရွှဲများအတိုင်းအချိန်ငိုက်ပြီးစီအောင်လုပ်ပါ၄နောက်ဆုံးရွှဲသည် အလုပ်တစ်ခုလုံးလုံးဝအုပ်သုံးပြီးမြောက်သည့်ရွှဲဖြစ်သည်မိတ်ဆွေသည်ဤနည်းဖြင့်ဘဝရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိပြီး အများဆုံးတထေးဖြစ်လာလိမ့်မည်မင်္ဂလာပါခင်ဗျာဆီယမ်မွန်ဘော်ထွန်ဘာသာပြန်တဲ့အများဆုံးတထေးဖြစ်နည်းအခန်း53ကြီးကြီးကျယ်ကျယ်လှုပ်ပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်မိတ်ဆွေဤခန္ဓာကိုယ်တွင်ဆဲခေါ်ကလစီဝေါ60 trillion ရှိသည် မိတ်ဆွေကြီးကျမ်းမာရေးအသက်ရှည်ရေးနှင့်အောင်မြင်ကြီးပွားရေးတို့မဟုတ် မကျမ်းမာခြင်းအသက်တူခြင်းနှင့်မအောင်မြင်ခြင်းသည်အဆိုပါဆဲပေါင်း60ထရီလီယံကိုမိတ်ဆွေဘလူစီမံခန့်ငွဲသည်နီဟုသော အချက်ပေါ်တွင်တည်သည်ဤတွင်မိတ်ဆွေအနေဖြင့်စီမံခန့်ငွဲရေးပြဿနာနှင့်ရင်ဆိုင်လာရပြီး စေပေါင်း60ထရီလီယံကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ရန်ဘ ഹു ဒုဒအများကြီးလိုအပ်သည်သို့မှသာလျှင်လူဘဝတွင် မိတ်ဆွေကျမ်းမာမီအသက်ရှိမီစိတ်ချမ်းသာမီအောင်မြင်မီကိုင်းဒီတော့ပထမဦးစွာ တခုဒီသော လူသားဆဲတခုနှင့်ပင်စတင်ကြပါစို့ ထိုတခုဤသော လူသားဆဲသည် အမမျိုးဥဖြစ်၏ထိုဆဲသည် တခုဤမှအများကြီးဖြစ်လာသည် ဆဲတွေအများကြီးပွားလာသည်ကိုလာကြသောအခါဆဲပေါင်းနှစ် trillion အထိ တိုးပွားလာပြီးတရေသာမွေးဖွားနိုင်သည့်အတိုင်းအတာတို့ ရောက်ရှိလာသည်ယင်းတို့လျင်မိတ်ဆွေသည် ဆဲပေါင်း နှစ်ထရီလီယံဖြင့်မွေးလာခြင်းဖြစ်သည် လူဖြစ်လာခြင်းဖြစ်သည်မိษွေမွေးဖွားလာပြီးသည့်နောက်တွင်လဲမိษွေ၏ခန္ဓာကိုယ်မှ ဆဲများသည့်အဆက်မပြတ်တိုးပွားနေကြသည်ဆဲပေါင်း60ထရီလီယံပြည့်၍မိษွေလူကြီးဖြစ်လာတော့မှဆဲတိုးပွားမှုရပ်သည် သို့သောမိတ်ဆွေဤခန္ဓာကိုယ်ရဲ၌ရှိသောဆဲတစ်ခုချင်းသည်တာရှိမခံအချားယုတ်ဝိတုများကဲ့သို့ပင်ဟောင်းနှွမ်းယွယွင်းပြီးပျက်စီးသွားကြသည်မိတ်ဆွေနေဖြင့်ကျမ်းမာရေးဆိုင်ရာအလေးအကျင့်ကောင်းများကို ထိမ့်သိမ်းနိုင်မှသာလျှင်မိတ်ဆွေဤဟောင်းနှမ်းယွယွင်းပျက်စီးသွားသောဆဲများနေရာတွင် ကောင်းမွန်သောဆဲအစ်စ်များကအစားထိုးဝင်ရောက်လာလိမ့်မည်ဆဲအစ်စ်အစားထိုးမှုနှုံးသည်တစ်စက္ကန့်လျင်သားမောင်းများစွာရှိသည်မိတ်ဆွေနေဖြင့်ရုပ်ပိုင်းစိတ်ပိုင်းနှင့် ခံစားမှုပိုင်းဆိုင်ရာအလေးအကျင့်ကောင်းများကိုမထိန်သိမ်းနိုင်လျင် မိတ်ဆွေ၏ယုံနှင့်စိတ်လဲဖောက်ပြန်ပျက်စီးလိမ့်မည်ဘဲကြောင့်ဆိုသောမိတ်ဆွေ၏ ခန္ဓာကိုယ်ဆဲအစာထိုးမှုသည်အရေအတွက်အရာရောအရေအသွေးအရာပါယိုယွင်းပျက်စီးနေသောကြောင့်ဖြစ်သည်မိတ်ဆွေဤဆဲအစာထိုးမှုမလုံလောက်လျင်သို့မဟုတ်လုံးဝရပ်တန့်သွားလျင်မိတ်ဆွေလည်းအသက်ရှင်နေနိုင်တော့မည်မဟုတ်အဘဲကြောင့်ဆိုသောမိတ်ဆွေဤခန္ဓာကိုယ်ဆဲအစာထိုးမှုနှုံးသည်တစ္ဆကံတွင်တမ်းမောင်းများစွာရှိပြီး ရုပ်ရောစိတ်ရော ဖောက်ပြန်ပျက်စီးသွားနိုင်သောကြောင့်ဖြစ်၏သို့သောပြောင်းမြန်သောအာဖြင့်တော့ကောင်းကျိုးဖန်နိုင်သည်မိတ်ဆွေအနေဖြင့်မိမိ၏ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးအလေးအကျင့်များကို ကောင်းစွာထိန်းသိမ်းနိုင်လျင်တော့မိတ်ဆွေ၏ခန္ဓာကိုယ်ဆဲအစာထိုးမှုသည် အရေးအတွက်အရာရော အရေးအသွေးအရာပါ တိုးတက်ကောင်းမွန်လာလိမ့်မည် စက္ကနိုင်တွင်ကောင်းမွန်သောဆဲပေါင်းတန်းပေါင်းများစွာ အစာထိုးဝင်ရောက်လာသောကြောင့်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာတွင်ရောအံ့ဩစရာကောင်းလောက်အောင်လှင်မြန်စွာတိုးတက်လာလိမ့်မည်ဆဲပေါင်း60ထရီလီယံဖြင့်ဖွဲ့စည်းထားသောမိတ်ဆွေဤခန္ဓာကိုယ်ဆက်ရန်တရားသည်ဇီဝဓာတုသဘောအဖြင့်အလွန်တရာမှထွေပြားသည်စမ်းကြယ်သည်အံ့ဩပွေရာလဲ ကောင်းသည်သို့တော်မိတ်ဆွေ၏ခန္ဓာကိုယ်ဆက်ရန်နေရာတီဆောင်မှုသည်မြည်မြပင်အံ့ဩเสียကောင်းစေကာမူဆက်ကလစီဘောင်း60ထရီလီယံပါဝင်သောမိတ်ဆွေ၏ခန္ဓာကိုယ်ကတခင်မဟုတ်အစေကံသာဖြစ်၏စိတ်ဤကြေးကျွန်သာဖြစ်၏စိတ်ကြောင့်နာလျင်ခန္ဓာကိုယ်သည်အတုံးကြလာခြင်းဖြစ်သည် ဥတီချက်ရှိလာခြင်းဖြစ်သည်ယီမန်းချက်ရှိလာခြင်းဖြစ်သည်လွန်ခဲ့သောမျိုးဆက်တခေတ်လောက်ကအတန်လွင့်စိတ်ပညာအတန်မင်ကန်အဖြစ်ထင်ရှားခဲ့သူဘင်းစီကလန်ပြောခဲ့ဘူးဒီမှာခမည်းဟာစိတ်နဲ့ခန္ဓာကိုယ်မဟုတ်ဘူးခန္ဓာကိုယ်နဲ့စိတ်သာဖြစ်တယ်ဟူ၍ဖြစ်၏တကယ်တော့ခန္ဓာကိုယ်ဒီစိတ်ဤ ထက်ဆင့်တိုးချဲ့မှုသာဖြစ်၏စိတ်ဤကြေးကြွန်သာဖြစ်၏စိတ်ဤအမိန်ငိုသာနာခံရ၏ထို့ကြောင့်မိတ်ဆွေမှာဆဲပါဝါတွေအများကြီးရှိသည်မိတ်ဆွေခိုင်းသလို လိုက်လုံရသောဆဲပေါင်း60ထရီလီယံကြီးများတောင်ရှိသည်ထို့ကြောင့်မိတ်ဆွေဤအောင်မြင်ကြီးပွားရေးဆဲပေါင်း60ထရီလီယံကိုကြေးကြွန်အဖြစ်အသုံးချပါ စိတ်ဤတကူတတ္တိသည်အကန့်အသတ်မရှိစိတ်ကကြံစီသည်။ဘာမဆိုဖြစ်နိုင်သည်စိတ်သွားတိုင်းကိုပါလိုရာပြီးမြောက်နိုင်သည်အသေးဖွဲစိတ်မကူပါနဲ့ကြီးကြီးကျယ်ကျယ်စိတ်ကူပါအသေးအဖွဲမလောက်ပါနဲ့ကြီးကြီးကျယ်ကျယ်လောက်ပါမိတ်ဆွေမှာဘာမဆိုလှုပ်ဖြစ်နိုင်သည့်ဆဲပါဝါပေါင်း 60 trillion ကြီးများတောင်ရှိသည်ကိုအမြဲတတိယပါ